မင်္ဂလာပါရှင်ဒီအစီအစဉ်မှာတော့ဒုတိယကမ္ဘာစစ်အတွင်းကျန်းမာရေးဆောက်ရှောက်မှုတုဒ္ဒများနဲ့ဒုတိယကမ္ဘာစစ်အပြီးဆေးပညာဖွံ့ဖြိုးရေးအကြောင်းတွေဘယ်လိုရှိခဲ့သလဲဆိုတာကိုစစ်ပွဲရဲ့တမိုင်းကြောင်းနဲ့အတူရှင်တွဲဖြစ်တည်လာတဲ့နေထိုင်မှုဘဝကိုစစ်တခိရဲ့ရောင်မြန်ကျန်းမာတုဒ္ဒလူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ် second world war စစ်ပွဲစတင်မြစ်ဖြားခံရာဘယ်ကနေဖြစ်တယ်လဲလို့အရင်စစ်တာနဲ့စလိုက်ပြရစီ1939ခုနှစ်ကနေ1945ခုနှစ်အထိ6နှစ်တိုင်တိုင်ဖြစ်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကိုပထမကမ္ဘာစစ်ရဲ့နောက်ဆက်တွဲစစ်ပွဲအဖြစ်စစ်သမိုင်းပညာရှင်တို့ပြောဆိုမှတ်ပြုကြပါတယ်ပထမကမ္ဘာစစ် First World War 1နဲ့ခုနှစ်တက်ကြွအများကြီးမကွာခြားပဲဒီဆယ်စုနှစ်တစ်ခုအတွင်းမှာပဲဆက်လို့ဖြစ်ပွားတိုက်ခိုက်ကြတာပေါ့နော် ပထမကမ္ဘာစစ်ပြီးတဲ့နောက်ဆေရှုံးတဲ့နိုင်ငံကိုစစ်နိုင်နိုင်ငံများကကိုလိုနီနယ်ပယ်ပေးအပ်စေခြင်းစစ်စရိတ်ရောကြီးအမြောက်အများထမ်းဆောင်စေခြင်းတို့နဲ့ဗာဆိုင်းစာချုပ်ပြုလုပ်လို့ငြိမ်းချမ်းရေးယူပါကြောင်းနဲ့အဆုံးသတ်လိုက်ပါတယ်။ဆစ်ရှုံးနိုင်ငံအထက်ကမှစစ်ရောကြီးအများကြီးပေးဆောင်ရဆုံးအနစ်နာဆုံးနိုင်ငံတွေထဲမှာဂျာမနီနိုင်ငံပါတာဖြစ်ပါတယ်။ဒီအဆုံးသက်ကအဆုံးရည်လို့မယူဆနိုင်ပေမပြီးဆုံးသေးတဲ့နောက်စစ်ပွဲတစ်ခုစီကိုဥတီတရီတရာဖြစ်လို့နေပါတယ်။ စစ်ရှုံးနိမ့်လို့စစ်စစ်ရိတ်ရော်ကြီးအများကြီးပေးဆောင်ရတဲ့ဂျာမနီနိုင်ငံရဲ့အတွင်းဒဏ်ရာကလည်းနာဇီဂျာမနီစတင်ဝင်ခွာရအကြောင်းတရားတစ်ခုအနေနဲ့ဖြစ်လာစေတယ်လို့ပြောနိုင်တာပေါ့နော် ဒုတိယကမ္ဘာစစ်မှာအနောက်ဘက်ကနေအရှေ့စီ ကိုကိုလိုနီနယ်ပယ်ချက်ထွင်မှုအနေနဲ့အားတန်လာကြတဲ့ Great Britain ဆိုတဲ့အင်္ဂလိပ်များနယ်ပယ်ချက်ထွင်သူပြင်သစ်များဖက်ဆစ်စနစ်လက်ကိုင်းအီတလီမူဆိုလင်နီတိုင်းပြည်နာဇီဂျာမနီလို့ခေါ်တွင်ကြတဲ့ဟစ်တလာဦးဆောင်တဲ့ဂျာမနီနိုင်ငံဒါ့အပြင်အရှေ့ဘက်ကဆိုရင်ဖက်ဆစ်ဂျပန်တို့ရဲ့နယ်ပယ်တစ်ချက်ထွင်ရေးအယူအဆ ီးတော့ socialist စနစ်ယုံကြည်သူ Soviet Russia နဲ့ပြည်တွင်းစစ်ကိုရင်ဆိုင်နေရပြီးတော့ communist စနစ်ထုံးကားတဲ့တရုတ်ပြည်ဒီပြင်နောက်ပိုင်းမှာလည်းပဲစစ်ပွဲတဲပတ်ဝန်းလာတဲ့ American စတဲ့အင်အားကြီးနိုင်ငံအသီးသီးရဲ့အသွင်အပြင်ပြောင်းလဲပုံအမျိုးမျိုးစီကနေအခြေအနေအပုံပုံပြောင်းစီမဲ့ဒုတိယအကြိမ်ကပစစ်ပွဲစီပတ်ဝန်းစင်ရဲဥတီပေါ်ရာဖြစ်လာစီပါတော့တယ်ဒုတိယကပစစ်စပါပြီ 1939ခုနှစ်မှာပိုလန်နိုင်ငံကိုနာဇီဂျာမနီကျူးကျော်ဝင်ရောက်တိုက်ခတ်ခြင်းကိုဒုတိယကမ္ဘာစစ်ဖြစ်ရာရဲ့အစားလို့ဆိုနိုင်ပါတယ်။ဒီလိုစနေရကနေနောက်ထပ်6နှစ်တိုင်အောင်အထိသွေးမြေကျစစ်မှတ်ဖြစ်ပွားခြင်းကို နေရာဒေသအသီးသီးစီဖိတ်ခေါ်ခဲ့ကြပါတယ်။ ထမကဘာစစ်တုံးကဂျာနီနိုင်ငံအဖြစ်နဲ့စစ်ပွဲမှာမပါခဲ့တဲ့ကဘာဘောကနိုင်ငံများကြီးဟာဒီဒုတိယကဘာစစ်အတွင်းမှာနိုင်ငံပေါင်း30ကျော်ပါဝင်လာတဲ့အထိပိုလို့ပါဝင်စင်ရဲနိုင်ခိုက်လာကြပြီးပိုလို့တစ္ဆန်ရဲ့လက်နက်ပေါင်းစုံ3လုံးနာကြောင်းပျက်စီးထိခိုက်မှုတွေကလည်းရေးတွက်ရခက်လာအောင်မနေမနော်ပါပဲဒီ second world war အချိန်ခါမှာအင်အားကြီးနိုင်ငံတွေရဲ့မဟာမိတ်နိုင်ငံများအဖွဲ့နဲ့ဝင်ရိုးတဲ့နိုင်ငံများအဖွဲ့တွေကိုပိုဘက်ဒီဘက်နှစ်ဖက်ခွဲဖက်ပြီး ဒီအပွဲနှစ်ခုကအပြိုင်အဆိုင်အနိုင်ကိုင်းအင်အားစမ်းကြတဲ့ပွဲကြီးဖြစ်ခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်စစ်ပွဲအတွင်းမှာ ကိုဘက်ကအနိုင်ရဖို့ဆိုတာကဥတီရအမြင့်ဆုံးရီမန်းချက်ကြီးဖြစ်ခဲ့ကြတာမို့ကိုအဖွဲနိုင်မို့ရေဆိုတဲ့ဥတီချက်နဲ့ကိုနိုင်ငံကစစ်ပွဲရေးလုပ်ငန်းတွေကိုစစ်ပွဲအတွက်ပုံအောင်အသုံးပြုခဲ့ကြတယ် ဆက်ယုံအလုံယုံတူးတက်မှုကနေဆက်လက်နဲ့အစ်စ်အစံမြင်းများရတာကိုအားထားပြီးအသာစီးရနိုင်တဲ့အတွက်အစွမ်းကိုလက်စွမ်းပြခဲ့ကြပါတော့တယ်ဒုတိယကဘာစစ်အတွင်းမှာစစ်ဘက်ပြစ်မှတ်တွေကိုတိုက်ခိုက်ပျက်စီးစေတာမဟုတ်ဘဲအရက်ဘက်ပြစ်မှတ်တွေကိုပါပျက်စီးမှုများပြားစေခဲ့ပါတယ်။ဒီအထဲမှာအခမ်းအနားဆုံးဆုံးရှုံးမှုအများဆုံးသူတွေကတော့တာမန်အရက်သားပြည်သူတို့ပဲဖြစ်ပါတယ်။ ုတိယကမ္ဘာစစ်အခါကာလမှာစစ်စရိတ်အသုံးပြုမှုကများလွန်းလာကြောင်းအကြမ်းမြင့်အနေနဲ့ American Dollar 1 Trillion လောက်အထိတောင် ကုန်ကျခဲ့နိုင်ပါတယ်လို့ပြောစမှန်းတွင်ခဲ့ပါတယ်။ World War 2ဆိုတဲ့ဒုတိယကမ္ဘာစစ်ကလူတို့ရဲ့နေထိုင်မှုဘဝပေါ်ဘယ်လိုတက်ရောက်ခဲ့တယ်လဲ။ ုတိယကမ္ဘာစစ်အခေတ်အခါကနေရာဒေသအရရကလူတွေရဲ့နေစဉ်ဖြစ်တဲ့မှုကစစ်စစ်တွေရေးရေးပေါ်ဆုံးသလိုပဲမဲ့လို့စစ်ပွဲတွေခြားကအခက်အခဲခဲ့ကြပြီဆိုတာကိုတော့မှန်းဆလို့ယူနိုင်ပါတယ်နော်စစ်အတွင်းမှာနေထိုင်ရတဲ့နေထိုင်မှုပုံစံကအေဂျင့်တာယာတက်တောင့်တတာဖြစ်နေမှာလုံးဝမဟုတ်ပါဘူးเนาะဒီလိုစစ်ရဲ့ခေတ်အခါမှာကျန်းမာရေးနဲ့နေထိုင်ရေးအတွက်ဘယ်လိုတွေရင်ဆိုင်ခဲ့ကြရတယ်ဆိုတာကိုဆက်လို့ပြောပြပါရစေ ဒုတိယကမ္ဘာစစ်အချိန်မှာနူရိုရဲ့နေတိုင်းဖြတ်တမ်းမှုမှာဖျားရှင်စနစ်ကိုလက်ခံကြရပါတယ်။နိုင်ငံတော်မြတ်မြတ်မှာပထမကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းစီးပွားရေးပြန်လည်ထူထောင်နိုင်မှုအားနည်းနေသေးတာမို့အဝတ်အထည်အစားအစာရှာဖွေမှုတောင်ကိုခံခဲ့ကြရပါတယ်။ အဝတ်အထည်အစားအစာကိုရုရှင်စနစ်ထားလို့အချိုးကျခွဲဝေယူစနစ်နဲ့ဝေချမ်းသုံးဆွဲရတာပေါ့နော်ကို့အတွက်အချိုးကျပြီးရဲ့အစားအသောက်အဝတ်အထည်နဲ့ချိုးချိုးချင်ချင်နေထိုင်ခဲ့ကြရပါတယ်။ဒါကြောင့်မို့အစားအသောက်မှာဆိုရင်မရှိရှိတာကိုမဖြစ်ဖြစ်အောင်ချက်ပြုတ်စားတောက်ကြရတာဆိုတော့အာဟာရမလုံမလောက်ဖြစ်တာကလည်းရှောင်ရွှဲလို့မရတဲ့နေ့စဉ်ဘဝနဲ့ရှင်တွဲနေထိုင်ခဲ့လို့ပြောရပါမယ်။ ဒုတိယကမ္ဘာစစ်အတွင်းနေရာဒေသခဏခဏပြောင်းရွှေ့နေထိုင်တာလုပ်ခဲ့ကြရပါတယ်ဒုတိယကမ္ဘာစစ်မှာ လူထုအများအပြားစစ်ဘေးဒဏ်တင့်တဲ့အရင်တွေကိုစုံခွာလို့ကိုယ့်ရဲ့အိုးအိမ်နေရာကိုပြစ်ခဲ့ကြရပြီးဘေးလွတ်ရာကြီးလွတ်ရာနေရာကိုအလောတကြီးပြောင်းရွှေ့ရာပြစ်ခဲ့ကြပါတယ်။ ပထမကဘာစစ်တုံးကနေနှိုင်းရှင်ကြည့်ရင်ပိုလို့တစ်ဆန်လာတဲ့လက်နက်ပေါင်းစုံတွေဒီအခါမှာပေါ်ထွက်နေကြပါပြီ။ဒီလက်နက်တီချွင်တစ်ဆန်ချင်းရဲ့အပြစ်အကျိုးဆက်အဖြစ်ကတော့လက်နက်စမ်းတွေနဲ့နှစ်ဖူးတွေထူးထွေးမြင်ရကြုံရတဲ့တန်းချီရဲ့လူမျိုးပါဆိုရင်အ ਨੇ တကအ ਨੇ စုံ ဘုံတံအမြောက်တံလွတ်စေမယ်ကြည်ထီယာနေရာကလွတ်စေမယ်အရက်ဒီတာကန်စထရီမှာပေါ့နော်ယာယီနားခုကိုအကာအရံတွေဆောက်လုပ်ပြီးလူစုလူဝေးဖြစ်နေစုပေါင်းနေထိုင်ကြရပါတယ်ဒီအခါ refugee camps တွေမှာစုပေါင်းနေထိုင်ကြရတာဖြစ်လို့အချိန်မရွေးဘုံတံကြရောက်တဲ့အခါမှာပြေးရရှောင်းရရှားရတာလည်းရှိတာမို့လို့ကိုယ်အိမ်ကိုရလို့တန်ရှင်းရင်းဖက်မဲ့လုံနိုင်တာမရှိပဲတကူရီတန်ရှင်းရင်းရောပတ်ဝန်းကျင်တန်ရှင်းမှုပါအားနည်းချက်တစ်ခုအနေနဲ့ဖြစ်လာရပါတယ် အရွှေအပြောင်းမြင့်များလောက်ရတာနဲ့အတူပတ်ဝန်းကျင်သက်ရှင်မှုအားနည်းတဲ့အတွက် type fight ဆိုတဲ့ပူယောင်ငန်းဖျားယောဂဝမ်ပြက်ဝမ်ရှော့ဖြစ်တဲ့ cholera TB ယောဂဆိုတဲ့ tuberculosis နဲ့ငှက်ဖျားယောဂ malaria စတဲ့ယောဂဝေဒနာတို့ဟာ လူတို့အတွင် ဖြစ်ပွားရအများလာခြင်းကိုကြုံတွေ့ကြရပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာအမျိုးသမီးတို့ရဲ့အခန်းကဏ္ဍဘယ်လိုရှိလဲလို့ဆက်လွန်နာစင်ကြည့်ရပါအောင်နော် ။ကဘာအစ်စ်ဆိုတဲ့အတိုင်းနိုင်ငံအသီးသီးကမြို့ကြီးတွေအသီးသီးစီကိုအဆက်မပြတ်ဘုံကျဲတိုက်ခိုက်လို့မဟာမိတ်နိုင်ငံအုပ်စုဖွဲ့ကြပြီးဟိုဘက်နိုင်ငံဒီဘက်နိုင်ငံအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတဲ့အခါသမယဖြစ်တာမို့ယောက်ျားသားအလုံးကြီးပါတူတူကိုကို ကိုနိုင်ငံအောင်နိုင်ဖို့အရေးစစ်ပွဲတွေတွေဝင်ရောက်လို့စစ်တိုက်ထွက်ခဲ့ကြတာများလာပါတယ်။ မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံပေါင်းစုတွေလည်းရှိကြတာဆိုတော့ဒီနိုင်ငံရဲ့စစ်တုံးတပ်ဖွဲ့အစုကိုပိုဘက်မဟာမိတ်တိုင်းပြည်စီကိုပို့လို့စစ်ကူတပ်ဖွဲ့အနေနဲ့တွားရောက်တိုက်ခူရတယ်။ဒါမှမဟုတ်ကိုယ်တိုင်ပြည်နေနိမိတ်မပါဘူးအရေးကိုတစ်ဖက်ကနေနိမိတ်ရဖို့အရေးတခြားတိုင်းပြည်နိုင်ငံတွားရောက်လို့တိုက်ခိုက်ကြရပြန်တယ်။ဒီလိုအပြေးအလွှားအခြေအနေတိုက်ပွဲဆင်ကြရတာဖြစ်လို့စစ်တပ်စခန်းသီးသီးမှာဒါယောက်ျားသားများသွားလို့အနေများခဲ့ကြပါ ဒီတော့တွင်အရက်ဘက်မှာကျန်းခဲ့ကြရတဲ့အမျိုးသားအနေငယ်နဲ့အတူအမျိုးသမီးတွေအားဆိုရင်သူတို့ရဲ့လူအားညံအားကိုတုံးလို့ကိုယ့်ရဲ့အတိုင်းပြည်မှာလေပတ်နိုင်သလောက်လေပတ်နိုင်ဖို့အတုံးချရခြင်းခက်မများအကျိုးဖြစ်စေဖို့လုပ်ကြရပါတော့တယ်အမျိုးသမီးတို့ဟာကုံထုံးလို့တာမရဆိုင်မှုအတွက်စစ်ပွဲကြီးကြီးမားမားဖြစ်တဲ့နေရာတွေမှာစိတ်ယုံအလုံယုံတွေလုပ်ငန်းဆောင်တာအသီးသီးကိုဦးစီးဦးဆောင် လုပ်ခဲ့ကြရပါတယ်။စိုက်ပျိုးရင်နေရာလောက်ကင်ကြီးမှာလည်းအားဖြည့်လောက်ကင်ကြရတာ ပြင်စစ်တိုက်ထွက်သူများအတွက်စားရိတ်ရိတ်ခါရစီဖို့လိုရာနေရာစီဖို့ချွတ်ချုံမှုမှုရောက်ရှိစီဖို့ထောက်ပို့တဲဆောင်အလုပ်တွေကိုပါညီတူမျှတူထံရွက်ခဲ့ကြရပါတယ်။စစ်ပွဲတွေနဲ့လိုက်ပါထံရွက်ကြသူအမျိုးသမီးများအားလည်းတူနာပြုစုစောင့်ရှောက်ရေးကေတင်ရီရုံးနဲ့အတူအားဖြည့်ထောက်ကူခဲ့ကြရပါတယ်။ဒုတိယကမ္ဘာစစ်စစ်ပွဲအတွင်းဟာလူတို့ရဲ့စိတ်ခံစားချက်အပေါ်တက်ရောက်မှုဘလောက်ကြီးသလဲဆိုတာကြီးကြပါအောင်နော် စစ်အတွင်းကာလဟာတနည်းရရမှာဇက်တိုက်ဘုံကျဲခံရတာကိုကိုယ်တိုင်ကြုံရသည်ဖြစ်စေမျက်စိရှိမြင်ရကြရသည်ဖြစ်စေဒီအဆင့်ကနေရက်လနှစ်အထိစစ်ကာလကြာရှည်တာမို့မိမိရဲ့လောလောလတ်လတ်နေထိုင်တဲ့နေရာဟာဘုံတံအမြောက်တံကြည်စံလို့လို့ရနေရဟုတ်ပါမလားဆိုပြီးစိတ်မလုံးကြုံခြောက်ခြားခံစားနေရတာမျိုးဖြစ်လို့အတန်ခက်ကြဲကြဲကြတိုင်းတထိတ်လန့်လန့်ဖြစ်ရမယ်ခံစားချက်နဲ့ရှင်သန်ရတယ်လို့ဆိုရင်မမပါဘူးနော် ။ဒီအပြင်ကိုယ့်ရဲ့အနီးအနားတွေကမိသားစုဝင်ဖြစ်စေ၊ကိုယ့်ရဲ့ချစ်ခင်ရသူမိတ်ဆွေတငယ်ချင်းဖြစ်စေ၊ဆုံရှုံခြင်းတွေမျက်စိရှိတယ်မှာဖြစ်ကြတာမျိုးကိုပျောက်ဆုံးရတဲ့ခံစားချက်တွေတစ်ခွေတစ်ခွိုင်းရရှိခဲ့ကြပါတယ်။ဘယ်နိုင်ငံဘယ်တိုင်းပြည်ဖြစ်ဖြစ်ကဘာစစ်အခါကာလဖြစ်လို့နေရာမလက်ဘုံကျဲချနေတဲ့ဘုံတံအမြောက်တံတနက်တံတွေကြောင့်ဒီကြားထဲကပျက်စီးခဲ့တဲ့ကိုယ့်ရဲ့နေအိမ်တွေ အသည့်တွေရဲ့နေအိမ်တွေကို မမြင်ခြင်းမကြားခြင်းပြင်ပဲကြုံခဲ့ကြရတာကိုလုံးဝရှောင်လွှဲလို့မရပါဘူး။ဒါတွေကစစ်တိုက်နေရသူစစ်သားဖြစ်ဖြစ်အယက်သားဖြစ်ဖြစ်လူရဲ့စိတ်နှလုံးထိခိုက်ခံစားမှုများလာစေတဲ့ psychological stress တို့ဖြစ်တည်ခြင်းရဲ့တရားခံတွေပါပဲနော်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်နှစ်ပိုင်းတွေမှာဆိုရင် အပြည့်အစည်အဆုံးရှုံးနေကြကအသက်မတည်ပဲကြံရစ်ခဲ့ကြတဲ့လူအတော်များများဟာဆိုရင် bad affective သို့မဟုတ် post traumatic stress disorder PTSD လို့ခေါ်တဲ့စစ်ပွဲရဲ့နောက်ဆက်တွဲစိတ်ခံစားမှုဆိုင်ရာရိုးရွင်းပျက်စီးခြင်းနဲ့စိတ်ခံစားချက်မတည်ငြိမ်ခြင်းဆိုရယ် depression anxiety စတဲ့ဝေဒနာတို့ကိုခံစားခဲ့ကြရပါတယ်။ ဒီလိုစိတ်ခံစားချက်ဝေဒနာဟာစစ်သားမရွေအရက်သားမရွေအမျိုးသားအမျိုးသမီးမရွေပဲကဘာစစ်အတွင်းကလူတိုင်းရဲ့စိတ်တောက်ချုံတနေရာမှာ တစုံတစ်ခုအဖြစ်ကျန်ရစ်ခဲ့ကြပါတယ်။ဒီလိုစိတ်ပိုင်းဝေဒနာတွေအပြင်ဒုတိယကဘာစစ်ရဲ့နောက်ဆုံးစစ်ပွဲလို့ပြောနိုင်တဲ့ဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆာကီကိုကျရောက်ခဲ့တဲ့ Atomic Bomb တန်းကြောင့်လူတို့မှာရေရှည်ကျန်းမာရေးထိခိုက်ခံစားရတဲ့လက္ခဏာတွေကျန်ရစ်ခဲ့ပါသေးတယ်။ Atomic ဘုံရဲ့နောက်ဆက်တွဲရလက်အနေနဲ့အသက်မတည်ပဲကြံရည်တဲ့လူတို့မှာဓာတ်ရောင်ကြီးတင့်နေတာဖြစ်လို့မကြမကြနေထိုင်မကောင်းဖြစ်ရခြင်းကင်ဆာရောဂါခံစားရခြင်းနဲ့ဂျင်းပြောင်းလဲခြင်းလို့ခေါ်တဲ့ genetic mutation ဖြစ်စဉ်မျိုးကိုမျိုးဆက်အများကြီးနဲ့ကြီးလို့ခံစားရတဲ့ကျန်းမာရေးပြဿနာမျိုးဖြစ်ခဲ့တယ်ဆိုတာမေ့လို့မရပါဘူးเนาะ ဒီအပိုင်းမှာတော့ဒုတိယကမ္ဘာစစ်အခါတုန်းကစစ်ဟာလူမှုရဲ့ကျန်းမာစွာနေထိုင်နိုင်ရေးဘဝမှာဘယ်လိုတက်ရောက်ခဲ့ရလဲဆိုတဲ့အကြောင်းတစ်စီတစ်ဆောင်းကိုကျန်းမာတူတာရစီဖို့အလို့မှာတင်ဆက်ပေးခဲ့ပါပြီ။နောက်အပိုင်းမှာတော့စစ်ပွဲတွေကြားတဲ့ကစစ်ပညာရဲ့ပိုင်းဆိုင်ရာ ဖန်တီးတိုးတက်လို့လူမှုအတွက်အကျိုးဖြစ်ထွန်းခဲ့ခြင်းဘယ်လိုအကြောင်းများရှိမလဲဆိုတာကိုဆက်လို့တင်ဆက်ပေးသွားပါအောင်မယ်။စောင့်မျှော်နားဆင်ကြည့်ပါအောင်နော်။